အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါရစေဒီနေ့ကျွန်တော်ရဲ့ channel ကနေစေဝင်စားပေါ်ရဇလန်းကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးလျက်ရှိရမှာဒီနေ့မှာတော့စာရေးသူရှိုင်းရေးသားထားတယ်မေနီဤသွေးကြွေးကလေးစားအစအဆုံးကိုတင်ဆက်ပေးမှာပါဆက်လက်မစတင်ဒီမှာကျွန်တော်ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တင်တိုင်းမှာတိကျစီစီဖို့အတွက်လည်း note ဒီခေါင်းလောင်းလေးကိုနှိပ်သွားကြပါအောင်ခင်ဗျာမေနီဤသွေးကြွေးကလေးစား အစဆုံးကညင်းနှစ်ပင်ရွာလေး၌မင်းင်းတယောက်မှာ အသက်23နှစ်အရွယ်လုံးကြီးပေါလာရွာရဲ့အချောဆုံးအလှဆုံးကုန်းတော်ကိုင်ပန်းတော်ကိုင်တယောက်ဖြစ်လေတယ်ကညင်းနှစ်ပင်ရွာကလေးရဲ့ကာလသားများကတော့ကညင်းနှစ်ပင်ရွာရဲ့ကာလသားများသာမကရွာအနီးနားကရွာတွေဖြစ်ကြတဲ့လက်ပဒန်းရွာတွေပြင်းမာရွာဇီးပြူကုန်းရွာထန်းတော်လေးရွာတို့ရဲ့ကာလသားများမှာကမျက်စီကြာ၍လာရောက်ပိုးပန်းကြတော့နေနေတယောက်တော့ ဘသူကမှပြန်လဲစိတ်ဝင်စားပါမိဘနှစ်ပါးနဲ့တူနေထိုင်၍အသက်16နှစ်အရွယ်မိနှင်းရဲ့မောင်လေးဖြစ်သူတက်ထွန်းနှင့်အိမ်ရှိမှကုံကြောက်ဆိုင်ကလေးတစ်ဆိုင်တီထားကဈေးရောင်းရင်းမိဘနှစ်ပါးကိုပြုစုလုကင်ကျွေးမွေးနေတဲ့သမီးလီမာလေးတယောက်ပဲဖြစ်တယ်။မနက်စောစောတနေ့မှာတော့အေးမင်းနေငငငငါ့ကိုနင်နင်တိတ်တိတ်တိတ်ရက်ဆက်တယ်ဟာဟဲ့ကျင်းသိမ့်နင်မလဲမနက်အစောကြီးရှိသေးတယ်အရက်တွေမူးနေပြီ။ စကားတောင်လေးလုံးမကွဲတော့ဘူးဟဲ့ဒီလောက်တောင်တောက်ရလားဟဲ့မင်းနေငါတောက်ချင်လို့တောက်တာမဟုတ်ပါဘူးနေနေငါ့ကိုအပြေမပြန်မပေးတော့ငါလည်းစိတ်ညစ်ပြီးအရက်ပဲတောက်နေတာကောမဆိုင်ပါဘူးကျင်သိမ့်ရင်အရက်တောက်တာဟာအခုမှမဟုတ်တာဟိုရင်ကလေးဟာတောက်နေတာပဲကိုငါအပြေပြန်မပေးလို့များတောက်နေရတယ်လို့ငါပြောရသေးတယ်ငါကနေမှမဟုတ်ဘူးဘသူကိုမှငါစိတ်မဝင်စားပါဘူး ပြီးတော့ငါကောင်းတယ်မှာအိမ်တော်ပြုတ်ဖို့လည်းမစင်းစားခြင်းသေးပါဘူးကျင့်သိရဲ့အိမ်တော်ပြုတ်ဖို့စင်းစားမယ်ဆိုရင်တော့မှနင့်လိုမိဘလှုပ်စာထိုင်စားပြီးတော့တနေ့ကအရက်တော့ဖေးရိုက်စက်တိုက်နေတဲ့အလောင်းကစားလို့အိမ်မှာကိစ္စတွေပွေရှုပ်ပွေလီနေတဲ့လူမျိုးတော့ငါမစင်းစားဘူးကျင့်သိသွားပါတော့ဟင်ငါဆိုင်မနဲ့အစောကြီးလက်တိတ်ပါတယ်အဲ့လိုဆိုပြီးမင်းင်းတယောက်အရက်မှုမှုနဲ့မနဲ့အစောကြီးဆိုင်ရှိမှာသူမကိုအဖြေလာတောင်းနေကျင့်သိအားစိတ်ဆိုးဆိုးနဲ့ပြောလိုက်တယ်အေးပါမင်းင်း နင်ပြောထောင်ပေါ့ငါ့ကိုကျင်သိန်းဆိုတဲ့ကောင်တနေ့ဘာကောင်ဆိုတာကိုနင်သိစေရမယ်အဲ့လိုမင်းနင်းစိတ်ဆိုးဆိုးနဲ့ပြောလိုက်တဲ့စကားကြောင့်ကျင်သိန်းတယောက်ကတော့အနာပေါ်ထုတ်ကြသွားတဲ့ကဲ့သို့နာကျင်စွာဒေါသထွက်သွားပြီးမျက်နှာကြီးနီးရဲလို့ကြွေရန်ကြီးတကောင်ဒေါသထွက်နေသည့်အတိုင်းတရှူရှူတရှဲရှဲနဲ့မင်းနင်းအားပြန်ပြောလိုက်ခါစိုင်ချိမှထွက်သွားလေတော့တယ်ကျင်သိန်းမှာကညင်နှပင်ရွာတကြီးဥွှေမောင်ဤတူဦးဒီသောတာပင်ဖြစ်လေသည့်အတိုင်း ဥချွေမောင်းတို့အေးသလောက်သူကတော့မိဘရဲ့အရှင်အဝါဖြင့်ရွာထဲမှာစိုးသွမ်းနေတယ်။ရွာလူကြီးဥချွေမောင်းကလည်းတဦးဒီသောတားလေးဖြင့်ကျင့်သိန်းကိုပြောဆိုဆုံးမ၍မရတာကလည်းတကြောင်ကြောင်ဘာမှလည်းမပြောတော့ဘဲနဲ့ဒီတိုင်းလွတ်ပေးထားလိုက်ရလေတယ်။ကညင်တပင်ရွာလေးကအင်ချီတရာခန့်ဒီပါရှိလိပြီးကညင်တပင်ရွာဖူးကြီးခေါ်ဆိုကြသည့်အတိုင်းရွာဤအဝင်ထိတ်တွင်နှိရှုကညင်နှစ်ပင်ကြီးရှိကရွာအဝင်လမ်း၌ဟိုဘက်ဒီဘက်တစ်ဖက်တပင်စီ လမ်းကိုခွာရီပေါက်နေတယ်။ရွာရဲ့အဝင်းတိုင်းရွာဦးဖုံကြီးချောင်းရှိလေပြီးတော့ရွာရဲ့အနောက်ဖက်တွင်လည်းထန်းတော်ကလေးကရှိနေတယ်။ထိုထန်းတော်လေးကိုပိုင်နေဦးအောင်ကြီးကထန်းတော်အတွင်သူ့ပိုင်သည့်ချမ်းပင်များကိုသူ့ကိုယ်တိုင်တက်၍ထန်းရည်ဆိုင်လက်တဆိုင်ဖြန့်ထားပြီးတော့ရောင်းချစားတောက်နေလေတယ်။ကញင်းပင်ရွာသူရွာသားများကမြို့သူဈေးတက်ဝဲမြည်ဆိုပါကရွာရဲ့အနောက်ဖက်လှေလံအတိုင်းနွားလေးနဲ့15မိုင်ခန့်မောင်း၍မြို့သူရောက်တယ်။တို့ပေမဲ့လည်း ရွာသူရွာသားများကမဖြစ်မနေကိစ္စရှိမှသာမြို့ကိုဈေးဝယ်ကြသည်ကများတယ်အကြောင်းကနွားလဲဖြင့်15မိုင်ခန့်တောရသည်ပါလှဲလန်းတစ်ချောင်းရှုံတွင်များအမြောက်အများရှိလေပြီးတော့တခိုးထမြလူရက်သူများပေါ်ရပင်ဖြစ်တယ်မင်းနေမင်းနေဘသူမှမရှိဘူးလားဟာဆိုင်ထဲမှာဈေးဆိုင်ဒီတိုင်းပြစ်ထားပြီးတော့ဆိုင်ထဲမှာတယောက်မှရှိမနေမှဖြစ်ခိုးမဲ့တခိုးဆိုရင်ဆိုင်ထဲမှာချီးသမျှပစ္စည်းတွေကိုခိုးယူပြီးတော့ကုန်နေတာကြပေါ့ဆိုင်ထဲမှာတယောက်မှမရှိလို့စိတ်ပူ၍ ကျွန်တော်ပြောလိုက်မိခြင်းပင်ဖြစ်တယ်။ဟဲ့နေခန့်အတန်ကြီးနဲ့ဘာဖြစ်နေတာလဲဟာငါဘိုက်စာလို့ထမင်းခဏအိမ်ပေါ်တက်ပြီးတော့သွားစားနေတာဟာနင်းထမင်းအိမ်ပေါ်မှာသွားစားလဲနေမောင်တက်ထုံးကိုစိုင်လေးပါလီစောင့်ခိုင်းပေါ်ဟာအခုဟာစိုင်ထဲမှာတယောက်မှမရှိတော့တခိုးခုမယ်ဆိုရင်ကုန်နေတာကြာပြီနင်းဆိုင်ရမင်းနည်းဟဲဟိုကောင်တထုံးစိုင်ကိုငါထမင်းစားနေလို့ခဏစောင့်ခိုင်းထားတာဘယ်ရောက်သွားတာပါလိတော်တော်ကိုစိတ်ချရတယ်ငါမောင်တထုံးတယောက်ကတော့နော် တန်းနေနေခန့်နင်းကဘာလာဝေတာလဲငါဆိုင်ငါလာအမေရနင်းဆိုင်ကိုငါတစ်တာဘူးလေတွားဝယ်ပြီးခင်းအင်ဂျင်သီးနဲ့ငရုတ်သီးလေးနဲ့ဆက်ဆက်လေးစီပြန်ချက်ရှင်လို့တဲ့အာနဲ့ငါလေးလာဝယ်ပြီးတာဟာဒါပေါ်နေခန့်ရဲ့အသက်ကြီးလာတဲ့သူတွေဟာဟိုဟာလေးစားကျင်ဒီဟာလေးစားကျင်နေသူတို့ကတွင်တွေတာကိုစားကျင်ကြတာပဲငါတို့တော်မှာနေ့တိုင်းဟင်းတစ်မျိုးတည်းနဲ့စားကျင်ကြတာမှမဟုတ်တာဟာအမလေးဟာသူ့ဆိုင်ငါးတစ်တာဘူးလေးတစ်ဘူးလာဝယ်မိပါတယ် ငါ့ကိုတရားတွေပါတောင်ဟောနေအောင်မလားတော့မသိဘူးကဲကဲကဲမင်းနေငါ့ကိုငါတက်တာဘူးတုံဘူးယူပေးတော်ကြနေနေနဲ့ဆက်ပြီးတော့နေနေနေဟောတဲ့တရားတွေနားပြီးငါပါဖုံးကြီးဝှချင်းသေးတယ်ပါပေါက်သွားအောင်မဲဟာနေခန့်ကောင်းစုတ်ငါ့ကိုနေရစကားများလို့နားညီးတယ်လို့ပြောချင်တာပေါ့လေအဲ့လိုဆိုပြီးကျွန်တော်ကြောကုန်ကိုသူ့လက်နဲ့တချက်ထုရိုက်လိုက်ပြီးတော့ဆိုင်တဲတော့ငါတက်တာဘူးတုံဘူးအားသွားယူပြီးကျွန်တော်အားပေးတဲ့ဖြင့်ကျွန်တော်လည်းပတ်စံရှင်းပြီးတော့ မင်းနီအားနှုတ်ဆက်ကအိမ်သို့ပြန်လာခဲ့လျော်တယ်။မင်းနီနဲ့ကျွန်တော်ဆိုဒီမှာတညင်းနှစ်ပင်ရွာကလေးမှာငငယ်ကလေးကပေါင်းတင်လာတဲ့ငယ်ပေါင်းတငယ်ချင်းများပင်ဖြစ်ကြတယ်။မင်းနီတယောက်တနေ့မှာတော့ဈေးဆိုင်အတွက်ကုန်ပစ္စည်းများလိုလိုတက်ထုံးကိုသူ့အိမ်မှာရှိတဲ့နွားနှစ်ကောင်နဲ့လဲကိုတက်ခိုင်းပြီးတော့မြို့သူဈေးဝယ်တက်လေတယ်။မင်းနီတို့မောင်နှမနှစ်ယောက်မှာသူ့ရဲ့မိဘများပိုင်ဆိုင်နေလဲဧက9ဧကလောက်တော့ရှိပြီးတော့ထူလေဧက9ဧကကိုမင်းနီမောင်ဖြစ်သူတက်ထုံးက ိမ်မာရှိတဲ့နွားနှကောင်နဲ့လောက်ကိုင်းလေးတွေအားတဲ့အချိန်တော့တတ်ထွန်းကအမဖြစ်သူမိနင်းရဲ့အိမ်ရှိဈေးဆိုင်မှာဝိုင်းကူရောင်းပေးလေးတွေအခုလဲမောင်နှမနှစ်ယောက်မြို့ကိုဈေးဝယ်ပြီးတော့အပြန်နောက်ကျ၍ညနေဆောင်ချိန်ပြီးရောက်ရှိနေလေပြီဖြစ်တယ်။ထိုအချိန်တွင်ကျင်တန်းလိုလူစုမှာကူအောင်ကြီးထန်းတော်တွေကထန်းရင်များတောက်ပြီးမူးပြီးအပြန်လာနေတိုးလေတယ်။ကျင်တန်းတို့လူတစုဆိုဒီမှာလူကတော့တိတ်မများပါ။ကျင်တန်းထွန်းလာတန်းတင်တို့၃ယောက်သားဖြစ်လေတယ် ကျင်တဲ့ဟိုမှာမင်းကြိုက်နေတဲ့မင်းင်းနဲ့မင်းရောက်ဖာတော်မဲ့တက်ထွန်းတို့မြို့ကနေဈေးဝယ်ပြီးတော့ပြန်လာကြတယ်ထင်တယ်ကွာကျင်တန်းကထန်းရီမူးနေတဲ့မျက်လုံးတွေနဲ့မင်းင်းတို့မောင်းလာတဲ့လှဲအားတစ်ချက်မျှကြည့်လိုက်ပြီးတော့မျက်နာပေါ်တွင်ကောက်ကြည့်ယုံမာတဲ့အပြုံးများဖြင့်ကြောက်နေထွန်းလာနေတန်းတင်မင်းတို့အရန်ရှော့အရန်လှတဲ့ရွာရဲ့ကွန်းနောင်ကင် ပန်းနောင်ကင်မင်းကလေးတစ်ယောက်ကိုမယူရပဲနဲ့မပေါင်းကျင်ကြဘူးလားကွာ မျက်နာပေါ်တွင်အစီတဝင်းဝင်းထနေ၍ထွန်းလာနေအောင်ကြီးကိုမေးလိုက်လေတယ်။မင်းပါ우ဆူလိုလာတဲ့ကျင်တန်းရရှင်းချင်းလင်းလင်းငါတို့နှစ်ယောက်ကိုပြောစမ်းပါကွာ။ဒီလိုကွာထွန်းလာနေတန်တင်ရ။မင်းအကြံမစိုးဘဲကွာကောင်းတယ်။ကျင်တန်းဆို၍ရုံမာသောအကြံနေနဲ့မင်းနင်းနဲ့တက်ထွန်းတို့လဲမောင်းလာတဲ့လမ်းတိုင်းခြုံပုတ်တစ်ခုတွင်၃ယောက်သားပုံနေလိုက်ကြပြီးတော့သူတို့အနာမင်းနင်းတို့လည်းဖြတ်လာတဲ့အခါမှာတော့တန်ထွန်းအားတုတ်တလျှောက်နေခြုံပုတ်ထဲကနေခုံထွက်ပြီးတော့ ခေါင်းအားရိုက်ချလိုက်တယ်။မောင်ရိပ်တွင်တန်းလာပြီးဖြစ်၍ဘဲသူဘဲဝါရိုက်လိုက်တယ်မသိဘဲနဲ့တတ်ထွန်းတယောက်မေ့လဲသွားလေတော့တယ်။ဟင်မောင်လေးတတ်ထွန်းဘာဖြစ်တာလဲ။ငါမအောင်ဘသူရိုက်လိုက်တာလဲ။လုံကြပါအောင်။လုံကြပါအောင်။မောင်လေးတတ်ထွန်းတတ်ထွန်းမောင်လေး။အယယာနောက်ကြကုန်ပြီဖြစ်တယ်။မင်းနီအားကျင်တန်းသူ၃ယောက်မှာတတ်ထွန်းမေ့လဲသွားတဲ့အခါလဲပေါ်တက်ပြီးတော့တယောက်တစ်ဖက်လက်ကဏီကန်၍လှဲပေါ်ကနေမင်းနီအားဆွဲရှာတယ်။ နင်ပါတတ်နိုင်သည်လေမင်းနည်းရဲ့ငါ့ကိုများမိဘလုပ်စားထိုင်စားပြီးအရက်တော့ဖေးရိုက်ကြက်တိုက် အလောင်းကစားလုပ်မိမကိစ္စရှုပ်ပွေလီနေတဲ့အကောင်းနဲ့ခုဘာတတ်နိုင်သည်လေမင်းနည်းနင်ဟာမိမကိစ္စရှုပ်ပွေလီနေတယ်ဆိုတဲ့အကောင်းကအခုနင့်ယောက်ျားဖြစ်တော့မယ်မဟုတ်လားနင်မပြင်းရပါဘူးဟာမင်းနည်းရဲ့ငါအပြင်အဖော်နှစ်ယောက်ပါပါသေးတယ်ဟင်ကျင်တန်ကျင်တန်နင်နင်နင်တို့ငေါငေါမယုံပါနဲ့နော် ငါငါငါတောင်းမှာပါလေရှင်တန်းရင်ငါ့ကိုပြန်လို့ပေးပါနော်ငါအိမ်ပြန်ပေးရစေအခုလာပြောလဲမရတော့ဘူးမင်းင်းရဲ့နင်ငါ့ကိုပြောဆိုခဲ့တော့ငါပြောဆိုခဲ့ပြီးတော့ဟဲ့အောင်နေအမြန်လို့ကွာဒီနားလေးကဝေးတဲ့နေရာကိုခေါ်သွားကြရအောင်ဒီကောင်မကိုခိုးရောက်မှငါတို့တွေစိတ်တိုင်းကြလှုပ်ရှင်သလိုလှုပ်ရအောင်ကွာဒီနားလေးမှာစက်နေရင်တော့လူတွေတွေ့သွားလိမ့်မယ်ကွာလာလာကွာအဲ့လိုဆိုပြီးမင်းင်းကိုဆွဲခေါ်သွားကြရွေး ကျင်တန်းလို့၃ယောက်မှရုပ်မှကောက်ကျစ်စွာနဲ့မင်းနင်းအားအာရမပြုတ်ကျင်လိုက်လေတော့တယ်မင်းနင်းအမျိုးမျိုးတောင်းမှန်၍ပင်မရလိုက်ပါတနာရမတ်မီးတွေကလောင်ကျွမ်းနေကြပြီးတော့တားလို့မရတောင်းမှန်လို့မရဖြစ်နေပြီကျင်တန်းတို့၃ယောက်မှမင်းနင်းအားအတန်ထွက်ပြီးအော်ဟစ်အကူကြီးတောင်းပါကိုစိုးရင်သားကြောင့်မင်းနင်းရဲ့ပါဇက်ကိုအင်ကြီးချွတ်ပြီးတော့လက်နဲ့ပိတ်ထား၍ကြာလာတဲ့အခါမင်းနင်းကအသက်ရှူမောရတော့ပဲနဲ့ငြိမ်ကြသွားတော့မှဟာကျင်တန်းမင်းနင်းအသက်မရှိတော့ဘူးကွာ တည်သွားပြီဘယ်လိုလုပ်ကြမလဲဟာကွာမင်းတို့ကောင်တွေကလေလုံလိုက်မှဖြင့်အရာရာနဲ့အကြောင်းကြောင်းကြီးပဲကဲအခုတော့ဒီငါတို့ဒီဘာတက်နိုင်လို့ကွာသူ့ကိုခြုံပုတ်တစ်ခုခုမှာဖွက်ထားခင်ရပြီကွာအဲ့လိုဆိုပြီးမင်းင်းကိုတောင်းရောက်တာခြုံပုတ်ကြီးတစ်ခုအတွင်းမှာဖွက်ထားလိုက်ကြပြီးရွာသူဟန်မပြက်ပြန်လာခဲ့ကြတယ်ထိုနေ့ညကရွာသားတစ်ယောက်ကတက်ထွန်းတစ်ယောက်လှဲပေါ်မှာအရိုက်ခံရတဲ့ဒဏ်ရာနဲ့မိလဲနေတာကိုတွေ့သွားပြီးလဲကိုကိုယ်တိုင်မောင်းပြီးတော့တက်ထွန်းအားသူ့အိမ်သူ့ပို့ပေးလေတယ်တက်ထွန်းမိဘတွေက တက်ထွန်းတဲ့မင်းနီမောင်နှမနှစ်ယောက်မျိုးစည်းကိုတက်ပြီးတော့ပြန်လာမှာမင်းနီပြန်ပါမလာတာတက်ထွန်းကလည်းအရိုက်ခံလိုက်ရတဲ့ဒိုင်းအားနဲ့မိမျောနေ၍မင်းနီအထွက်စိတ်ပူနေကြတယ်။တက်ထွန်းမှာအရိုက်ခံထားရတဲ့ဒိုင်းအားနဲ့တညလုံးမိမျောနေပြီးတော့နောက်တနေ့မနက်မှာတော့တတိပြန်ရလာခဲ့တယ်။တက်ထွန်းတတိရလာတော့မိဘတွေကမင်းနီအကြောင်းရောဘာဖြစ်ခဲ့ကြတာလဲဆိုတာမေး၍တက်ထွန်းမှာအကျိုးအကြောင်းပြောပြ၍သူရွာနီးနားရောက်ခန်းနီးမှာခြုံပုတ်တစ်ခုအကွဲကလူတစ်ယောက်ထွက်လာပြီးတော့ ရှောင်းရိုက်လိုက်တယ်လို့အရိုက်ခံလိုက်ရတဲ့ဒဏ်ရာနယ်ပင်မိလဲသွားကကျန်တာဘာမှမမမိတော့တဲ့အကြောင်းပြောပြတဲ့အခါမင်းင်းရဲ့မိဘများတွေကရွာလူကြီးဥရွှေမောင်းအားခေါ်ပြီးတော့တိုင်ပင်ပြီးမင်းင်းအားညကတတ်ထုံးတို့ရှောင်းရိုက်ခံရတဲ့နေရာအားရွာမှာရှိတဲ့ကျွန်တော်အပါဝင်လူတွေစုကလိုက်လံရှာဖွေကြတဲ့အခါတတ်ထုံးညကရိုက်ခံထားတဲ့နေရာနဲ့တော်တော်လေးဝေးတဲ့နေရာလောက်မှာမင်းင်းတည်နေတဲ့အလောင်းအားတွေ့လိုက်ကြရတယ်ဟာဒီမှာဟေးတွေ့ပြီမင်းင်းကိုအသက်တော်မရှိတော့ဘူးကွာ ဟာကွာဘသူတွေရောက်มาပြီးတော့မင်းนี่ကိုစော်ကားရက်ပြီးတက်ပြေးလိုက်ကြလာလဲမသိဘူးကွာတနာပါတယ်ဟုတ်ပါကွာဘလို့កောင်မျိုးတွေမိမဆုံးမဖမဆုံးမသားတွေရာများမင်းนี่ကိုစော်ကားပြီးတော့တက်ပြေးလိုက်ကြလာလဲမသိဘူးမင်းนี่လေးတနာပါတယ်လူတွေအမျိုးမျိုးဝေဖန်ပြောဆိုနေကြလိမ့်တယ်ကျွန်တော်လဲမင်းนี่အလောင်းအားကြည်ရင်ရင်ထဲမှာဘလို့မှမခံစားနိုင်တော့ပဲစိတ်မကောင်းဖြစ်နေမိတယ်မင်းนี่ကိုစော်ကားပြီးတက်ပြေးလိုက်ကြတဲ့လူတွေကိုလဲပြန်ပြီးတော့တက်ပြေးရှင်နေမိတယ် လူတက်မှုဆိုတော့မြို့ဟာရဲတွေအကြောင်းကြားစီပြီးတော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးမင်းင်းအားမြေမြုပ်ပြီးတော့ရက်လယ်စွန့်သွတ်လုပ်ပြီးတော့အမျှပေးဝေလိုက်ကြတယ်မင်းင်းမိဘတွေကတော့သူတို့တမီးအဖြစ်ကိုကြည့်ပြီးတော့ယူကျိုးမရငိုကျွေးရေမိတဲ့လူကလည်းမိကုံကြလေတယ်ရက်လယ်စွန့်သွတ်ပြီးတိတ်မကြလိုက်ပါဘူးကျင်တန်းတို့တုံးရောက်မှာကိုအောင်ကြီးထန်းတော်မှာထန်းရီတောက်ပြီးတော့ပြန်အလာမိုးရှုပ်သွားတယ်သူတို့တက်ထွန်းကိုရှောင်းရိုက်၍မင်းင်းအားဆွဲခေါ်သွားသည့်နေရာရောက်မှာတော့ ဟေးဟေးကောင်ကြီးကျင်းတဲ့ဟိုမှာမင်းမင်းမင်းအဘင်းမလဲကွာထွန်းလာရမင်းကငါတို့တက်လို့တေသွားပြီပဲကွာနင်းထမ်းရင်မူပြီးတော့ထင်းရောက်ထင်းမားတွေဖြစ်နေရနေပဲမမမဟုတ်ဘူးကွာဟိုဟိုဟိုမှာကြည့်ကျင်းတန်းလှမ်းကြည့်လိုက်တဲ့အခါမှာတော့မင်းင်းမှာသူတို့စော်ကားပြီးတော့တက်ပြစ်လိုက်ကြတဲ့နေကဝှက်ထားတဲ့ဝှက်စားများနေပင်ကျင်းတန်းသူတုံးရောက်အားမကြည်နဲ့တဲ့ဒေါသထွက်နေတဲ့အကြည့်နေကြည်နေတယ်။အော်မင်းင်းနင်းကလူဘဝတုန်းက ငါတို့စော်ကားပြီးတက်လိုက်တာအားမရလို့အခုတရေဘဝနဲ့တကားပြန်လာခဲ့တာလားကျင်တန်းကထမ်းရင်မူပြီးတော့မင်းနီအားမကြောက်တီအပြင်ပြန်ပြောလိုက်လေတဲ့ကျင်တန်းနင်တို့ငါ့ကိုတရေဘဝနဲ့တောင်စော်ကားကျင်နေတယ်ပေါ့လာလေလာနင်တို့၃ယောက်နင်တို့၃ယောက်ကိုငါဘလို့မှကိုမချိနှက်ဘူးဟဲ့ငါတေးတယ်လို့မျိုးနင်တို့၃ယောက်တေးစေရမယ်လာခဲ့လေ အဲ့လိုဆိုပြီးကျင်တန်းတို့၃ယောက်အနီးနားသို့ရောက်လာတယ်ပြပြပြကျင်တန်း तू ကတရေဖြစ်နေပြီကွာပြပြပြဘလို့ပင်ပြေးတော်လေမင်းနင်းကသူတို့ရှိကနေကြိုကြိုရောက်နေ၍ငါငါတို့မတတ်ပါနဲ့မင်းနင်းရဲ့ငါတို့နေ့အပေါ်မှာမှားခဲ့ပါလေငါတို့၃ယောက်စလုံးနင့်ကိုတောင်းပန်ပါတယ်ခွင့်လို့ပေးပါနင်တို့လည်းကြမှာအခုလို့တောင်းပန်နေလို့ငါဟာခွင့်လို့ပေးရမှာလားဘယ်တော့မှနင်တို့ခွင့်မလို့ပေးဘူးဟဲ့ငါတုံးကရောနင်တို့ကိုတောင်းပန်ခဲ့ရတာပဲလေတေပြီးတော့လူယုတ်ပါလေ နမချင်းကိုကြီးမဆာနာတဲ့ကောင်းလေထို့သူဆို၍ကျင်တန်းသူ၃ယောက်အားလေပင်ဒီကိုညှက်ကာတက်ပစ်လိုက်လေတယ်အာကျင်တန်းသူ၃ယောက်မှာမျက်လုံးကြီးတွေအပြင်ကိုပြူးထွက်ပြီးတော့ရှာကြီးတွေထွက်ကာငိန်တက်သွားပြီးတေသွားလေတော့တယ်ကျင်တန်းသူ၃ယောက်တေသွားတည်နေမင်းင်းမှာကျင်းနဲ့အာရ၍ပျောက်ကွယ်သွားတယ်ထိုနေ့ညကကျင်တန်းသူ၃ယောက်တေနေသည့်အလောင်းများကိုရွာသားတစ်ယောက်ကတွေ့လိုက်သဖြင့်ရွာတကြီးဥချွေမောင်းအားပြေး၍လာပြောပြီးရွာတွေကလူငယ်များကိုစုကာကျင်တန်းသူတေနေတဲ့နေရာအား ွားရောက်ကြည့်ကြတဲ့အခါမှာတော့ဟမ်ကျင်တန်းတို့၃ယောက်ဘသူတက်သွားတာလဲတော့မသိဘူးကွာ၃ယောက်လုံးကလေဘင်းတွေအညစ်ခံထားရလို့တေးကြတဲ့ဒဏ်ရာတွေနဲ့မျက်စီတွေလည်းအပြင်ကိုပြူးထွက်နေတာပဲကွာချာကြီးတွေကလည်းအပြင်ကိုတတော်လောက်ကိုထွက်ပြီးတော့တင်းနေတာကွာလူတွေဆိုတာနင်းနေလေးပို့ပြီးပြောလိုက်ရမှာဗျာတင်းနေတဲ့ချာကြီးတွေကအပြင်ကိုတတော်လောက်ကြည့်တော့မထွက်တော့ပါဘူးဗျာလူတက်မှုဆိုတော့ရဲတွေလည်းအလုတ်ရှုပ်ပြန်ပြီပေါ့ဟိုတလောကမှာမင်းင်းတယောက်သူများစော်ကားပြီးအသက်ခံလိုက်ရလို့ တေးတာမှမကြသေးဘူးအခုလူ၃ယောက်စလုံးတေးတဲ့အမှုဆိုတော့ရဲတွေလည်းကောင်းစားကုန်ကြပြီဗျာမကြပါဘူးကျင်တန်းတို့၃ယောက်တေးပြီးတော့နောက်တနေ့မှာတော့ရွာထဲကလူအတော်ကြီးတယောက်ကမင်းနှင်းဝင်ပူးပြီးတော့ပြောပြလေးရာဟဲ့ကျင်တန်းနေတို့၃ယောက်ကိုတက်ပြစ်လိုက်တာငါတက်ပြစ်လိုက်တာဟဲ့အခုလိုဝင်ပူးပြီးတော့ပြောနေတာဘသူများလဲမင်းနှင်းကျမမင်းနှင်းဟမ်ဝင်ပူးပြီးတော့ငိုလိုက်ကြီးလိုက်နဲ့လုံနေလေတယ် ကျင့်တန်းတို့၃ယောက်ကဘာပြစ်လုထားလို့မင်းနင်းကတက်ပြစ်လိုက်ရတာလေသူတို့သူတို့ဟာကျမကျမဟုကျမနဲ့ကျမမောင်လေးတက်ထွန်းတို့မျိုးကနေဈေးဝယ်ပြီးပြန်လာမိုးရှုပ်ခန်းကြီးကျမမောင်လေးတက်ထွန်းကိုမေ့အောင်ရှောင်းရိုက်ပြီးတော့ကျမဟုကျမဟုကျမကို၃ယောက်စလုံးစော်ကားပြီးတက်ပြစ်လိုက်ကြတယ်ဒါကြောင့်ကျမသူတို့ကိုမကျေနပ်လို့လက်စားပြန်ရှိတာဒါဆိုရင်တေးပြီးတဲ့နောက်မင်းနင်းဟာအခုလိုဝင်ပူးပြီးတော့ကျင့်တန်းတို့၃ယောက်ကို မင်းနင်းတက်လိုက်တယ်ဆိုတာဘာလို့အခုလိုကျင်တန်းတို့တုံးရောက်မင်းနင်းကိုတက်တယ်ဆိုတာဘာလို့မပြောလဲကျမပြောလိုက်ရင်သူတို့ကထောင်မင်းကြမှာလေကျမသူတို့တုံးရောက်ကိုထောင်ကြယုံလုံးနဲ့မကျေနဲ့နိုင်ဘူးဒါကြောင့်မလို့အခွင့်ရေးရတော့ကျမသူတို့ကိုတက်ပစ်လိုက်တာရုံမှာလိုက်ကြတယ်ကောင်းနေကွာကိုရွာသားအချင်းချင်းလှုပ်ရက်တယ်ဒီကောင်းနေကိုငါတို့လက်နဲ့တက်ပစ်လိုက်ရမှာကွာကိုကောင်ကျင်တန်းကလည်းသူ့ဖေရွာသူကြီးဥချင်မောင်မျက်နာကိုမထောက်ဘူးလှုပ်ရက်တယ်ကွာ တယောက်တစ်မျိုးအမျိုးမျိုးဝိုင်းပြောကြတာပါပဲတည်တဲ့သူကလည်းတည်သွားပြီဆိုတော့ဘာမှမတက်နိုင်ဘူးလေမင်းင်းဝင်ပူးပြီးပြောမှကညင်နှပင်ရွာသားတွေအားလုံးမင်းင်းတည်တာဘသူ့ကြောင့်ဆိုတာတည်သွားကြတာပေါ့မင်းင်းကိုသူ့မိဘတွေကနောက်ထပ်အလူလုတ်စွန့်သွတ်ပေးပြီးတော့အမြထိုက်ပြီးဝေကြတာပေါ့ဗျာကျွန်တော်လည်းကျွန်တော်တန်ငယ်ချင်းမင်းင်းအတွက်စိတ်မကောင်းအရန်ဖြစ်မိတာပေါ့နောင်ဘဝသာလူပြန်ဖြစ်မယ်ဆိုရင်အခုလိုမျိုးအဖြစ်ဆိုးမျိုးနဲ့မကြုံပြရစီနဲ့မင်းင်းအတွက် ျွန်ုပ်စိတ်ထဲကနေစွတ်တောင်းနေမိပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးသူရှိုင်းရေးသားထားတယ်။မင်းနှီးဤသွေးကြွေးကလေးစားဆိုတဲ့ဇလန်းအစဆုံးပဲဖြစ်ပါတယ်ခင်ဗျာ။နောက်နေ့မှလည်းကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလန်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်နော်။နားဆင်ပေးခဲ့သူအားလုံးကိုကျွန်တော်ကကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။